ုရားမြင်ဆိုလို့ကြီးကဒီအတိတ်အနာကပြစ္ဆုတ်ပံနဲ့ပတ်သက်ပြီးတော့သူပြောတာလေဘုံဘုံကသဘောကျတယ်။သွားတော့အလွန်မဟိုညံကြီးကြီးတဲ့နော်ဆရာတော်ကြီးဆိုတော့နော်အတိတ်ကိုပြန်တာကိုသူကဘယ်လိုပြောအောင်ဆိုတော့နော်သေပြီးသားအလောင်းကိုဖော်ဖော်ကြည့်မနေနဲ့တဲ့ဟုတ်လားသေပြီးသားအလောင်းခေါင်ဖော်ကြည့်လဲပဲအသက်ကတော့မဝင်တော့ဘူးတဲ့ကဲသူပြောတာနော်အလောင်းကြီးမြုပ်တာကိုပြန်ဖော်ကြည့်လဲအသက်တော့ဝင်မှာမဟုတ်ဘူးတဲ့ အတိတ်ကိုအတိတ်မှာမထားဘဲနဲ့အတိတ်ကိုပြစ္ဆုတ်ပံကြားတဲ့ကိုသဲသေးလာတော့အဲ့ဒါရှုပ်ကုန်တာတဲ့ဟာဒါအတိတ်ကိုပြန်တာနဲ့ပတ်သက်သူကအဲ့လိုလေးပြောတာအနာဂတ်ကိုကြံတာကျတော့သူကဘယ်လိုပြောတော့ဆိုတော့ဘိုက်ထဲမှာမွေးတောင်မမွေးသေးဘူးအထီးမှအမမှန်းတောင်မသိဘူးအဲ့ဒါကိုနာမည်အမျိုးမျိုးမှဲ့နေတယ်ဟုတ်လားမမွေးသေးတဲ့ကလေးအထီးမှအမမှန်းတောင်မသိဘူးဒါကိုဘာလုပ်နေတော့နာမည်မှဲ့နေတယ်တော်နေအသေးလေးမွေးရင်လည်းမွေးလာမှာပဲလေဟုတ်လား အနာကဆိုတာဘာမှသေးကြတာမဟုတ်ဘူးပေါ့နော်။ဒါကြောင့်မို့လို့ဆိုကြီးကဒီကထာလေးကိုသူရှင်းတော့အဲ့လိုလေးသူကရှင်းတာ။နောက်အတိတ်ကိုပြန်တာပါတော့အလောင်းပြန်ဖော်ကြည့်တာအသက်မွေးနိုင်မှုတဲ့။ဟုတ်လား။အနာကကိုတွေးတာတော့မမွေးသေးတဲ့ကလေးကိုကျူးပြီးတော့နာမည်မှဲ့နေတာလေ။နော်။အဲ့လိုနီးနေဘုံဘုံတို့ရဲ့စိတ်တရားနော်ပြစ္ဆုတ်ပံကိုဆုံရှုံဆုံရှုံသွားတာပေါ့နော်။ပြစ္ဆုတ်ပံကိုအသုံးချပြီးတော့တိရမယ်တန်ဖိုးရှိတာတွေဘုံဘုံတို့ဟာမတိလဲရဘူးပေါ့နော်။ တကယ်တမ်းအတိတ်ဆိုတာပါတော့ပြီးခဲ့ပြီပဲပါမှရှိတော့တာမဟုတ် ဟုတ်လားအနာဂတ်ဆိုတာလည်းရောက်သေးတာမဟုတ်အနာဂတ်ကိုကြံတဲ့လူတွေအတိတ်ကိုပြန်တဲ့လူကပို့ပြီးတော့တောင်ဖုံဖုံမိုက်တယ်ထင်သေးတယ်အနာဂတ်ဆိုတာတော့တွေ့ရအောင်ကြုံအောင်မှဆိုတော့တချို့ကြိုးပြီးတော့စဉ်းစားကြတာလေးတွေတော့ရှိတာပေါ့နော် အတိတ်ဆိုတာတကယ်တမ်းပါတော့ဆုံးဆုံးမြုပ်ပြီးခဲ့ပြီလေဟုတ်တယ်မဟုတ်လားစဉ်းစားကြရအလွန်ကောင်းတယ်နော်အဲ့တော့ပြောရင်တော့ပါတော့ ဒီတဏ္ဍတိအမကြီးကဒီငိမ့်အေးချောင်းစကားကိုကြားတဲ့အခါဘာဖြစ်သွားတော့ငိမ့်သွားတယ်အေးသွားတယ်ပြောရရင်လူဝတ်နဲ့သူကရန်နာဖြစ်သွားတာသူ့ရဲ့စိတ်နှလုံးကိုတတန်တရာလုံးတောက်လာတယ်လောင်လာတယ်မိဟာအပြည့်တိုင်ငိမ့်သွားတယ်ဘလောက်မြက်လိုက်တဲ့စကားလဲပေါ့နော်ဒါကြောင့်မလို့နေ့စဉ်ဘုံဘုံတို့အချိန်တိုင်းလိုလိုစကားတွေပြောနေကြတာရှိတယ်ကိုနားထောင်နေကြတာတွေရှိတယ်ဟုတ်လားဒါလေးကိုစဉ်းစားဒါကိုပြောတော့ဘုံဘုံကဘာလို့ထပ်ပြီးတော့အမှတ်ရပြန်တော့ဆိုတော့ ယသဝဘုရားဒီကိုဘေးမှာလူတွေရှိနေတယ်လူအစုဝေးပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့ကိုဘေးမှာလူရှိနေတယ်ကိုကလူလူတယောက်နှစ်ယောက်ကြားပဲဖြစ်ဖြစ်အများကြီးကြားပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုရောက်နေပြီဆိုရင်ဘယ်လိုနေရမလဲတဲ့နော်ပေးသက်နဲ့နေလာပြီဘေးမှာလူရှိလာပြီဘယ်လိုနေမလို့ねအဲတော်တော်သဘောကျတယ်ယသဝဘုရားအစုံမလေးတစ်ခုပေါ့နော်ဓမ္မီဝါကထအရိယောဝါတုန်နိပါဩတဲ့နားလေးကိုစွဲထားတဲ့အဲ့ဒီစကားလေးဓမ္မီဝါကထအရိယောဝါတုန်နိပါဩ တရားစကားကိုတော်မူလီပြောဆိုလိုတာအကျိုးရှိတဲ့တန်ဖိုးရှိတဲ့ငင်းအေးသွားစီတဲ့စကားမျိုးပေါ့နော်အဲ့ဒီလိုတရားစကားမျိုးကိုတော်လည်းပြောမပြောဘူးဆိုလို့ရှိရင်ဘလို့နေမလို့အရိယောဝတုန်နိပါပေါ့မြတ်သောစိတ်စိတ်နေခြင်းဖြင့်လည်းနေတဲ့ဒီနှမျိုးနဲ့ပဲနေတဲ့ကျန်တဲ့နီးနဲ့မနေနဲ့တဲ့အဲ့တော့မြတ်သောစကားကိုတော်လည်းပြောတရားစကားကိုတော်လည်းပြောတခါလေးကြောက်လည်းစကားမပြောရင်သာရှိရဲ့လေအဲ့လိုမပြောရင်တော့ဘလို့နေမလို့စိတ်စိတ်နေတဲ့ဘာမှမပြောနဲ့ ไอ้စိတ်စိတ်နေဆိုတဲ့စကားရဲ့ရှေ့မှာဝိသေသနာစကားလေးကိုဖုံဖုံအလွန်သဘောကျတာအဲ့ဒါမှအရိယောဝါအရိယောတယ်အရိယောဆိုတာဖြူရှင်တန်ရှင်းတယ်မြင့်မြတ်တယ်ကောင်းတဲ့စိတ်ကလေးနဲ့တိတ်တိတ်နေလို့ပြောတာတချို့ကတိတ်တိတ်တော့နေတယ်စိတ်ကောက်ပြီးတော့နေတာလေဟုတ်လားစဉ်းစားကြည့်လေတိတ်တိတ်နေတိုင်းကောင်းတာမဟုတ်ဘူးနော်တချို့ကတိတ်တိတ်တော့နေတယ်ဘာသာမှကိုမထွက်ဘူးဒါပေမဲ့စိတ်ထဲမှာတော့ဘလို့ဖြစ်နေတော့ဘလောင်ဆူးနေတာပေါ့နော်စိတ်ထဲမှာတော့ညမ်းနေတာပဲအပြင်းသားအသံမထွက်တာလေ ဒါထွက်ခွင့်ကြုံလို့ထွက်လာပြီဆိုတော့မပြီးတော့ဘူးအဲ့လိုလူမျိုးကဟုတ်လားအဲ့တော့တိတ်တိတ်နေဆိုတာဘလို့နေရမှာတော့မြတ်သောဆိုတဲ့ရှေ့ကဝိသေသနာလေးပါရမှာเนาะမြင့်မြတ်သောတိတ်တိတ်နေခြင်းတဲ့ဟုတ်လားဒါလူအတိုင်းဝိုင်းနဲ့မကင်းနိုင်ကြတဲ့ဖုံဖုံတို့တွေအတွက်ဓမ္မီဝါကထာအရိယောဝါတုန်နေပါဩတရားစကားကိုတော်မူလီပြောသူမဟုတ်မြတ်သောစိတ်စိတ်နေခြင်းဖြင့်လဲနေတဲ့ဒါလည်းပဲစကားကောင်းလေးပေါ့เนาะအေးအဲ့တော့မြတ်စွာဘုရားက ငါပြောတဲ့စကားတွေကိုတော့တန်ဖိုးရှိမရှိဆိုတာကိုနဲတယ်များတယ်ဆိုတဲ့ပမာဏနဲ့တတ်မှတ်လို့မရဘူးစကားတခွင်းရဲ့တန်ဖိုးဆိုတာတော့ဒီလူရဲ့စိတ်ထဲမှာတောက်နေတဲ့မီးကိုတော့ဘယ်အတိုင်းတာတိနှိမ့်သက်ပေးနိုင်တယ်လဲဆိုတဲ့အနေအထားမျိုးနဲ့ဆုံးဖြတ်ရမှာဟုတ်လား